ဘဝဆိုတာတိတ်ခါချုံလို့လိပ်ပြလုံးသူတွေအတွက်တန်ဖိုးတစ်ခုဖြစ်တယ်လို့ဘဝဆိုတာအရှိကိုအရှိတိုင်းလက်ခံတတ်သူတွေအတွက်စိတ်ညစ်ချင်းကင်းတဲ့အရာတစ်ခုလည်းဖြစ်တယ်ဘဝဆိုတာဖြစ်ချင်တာနဲ့ဖြစ်တင်တာနှစ်ခုကြားကရွေးချယ်စရာအခွင့်အလမ်းတွေရှာဖွေခွင့်ရှိတဲ့အရာဖြစ်တယ်လို့ဘဝဆိုတာစိတ်အယောင်တွေးစုံနေတဲ့လူလောကကြီးရဲ့အလှတရားတစ်ခုလည်းဖြစ်တယ်ဘဝဆိုတာစိတ်ချမ်းသာမှုကို ရှာဖွေလိုသူတွေအတွက်အလင်းရောင်တစ်ခုဖြစ်တယ်လို့ဘဝဆိုတာအတွေ့အကြုံတွေတင်ငန်းစာတွေအများကြီးပေးတဲ့ဗန္ဓာတိုက်ကြီးလေးဖြစ်တယ်ဘဝဆိုတာတည်တည်ငြိမ်ငြိမ်တွေးရင်ရိုးရိုးရှင်းရှင်းမြင်နိုင်တယ်လို့ဘဝဆိုတာဆန်းဆန်းပြပြတွေးရင်ပဟေလိဆက်ဆန်းလဲမြင်တွေ့ရမယ့်အရာဖြစ်တယ်ဘဝဆိုတာနန်းဆိုင်ခွင့်မရှိတဲ့ပန်းကိုတောင်ထိပ်မှာပွင့်စေတဲ့အရာဖြစ်တယ်လို့ဘဝဆိုတာတင်းပြတ်တဲ့ရနံ့ကိုပြတင်းတကားပိတ်ထားလဲရင်ထဲအထိယူဆောင်ပေးနိုင်တဲ့အရာဖြစ်တယ် ဘဝဆိုတာကံတရားရဲ့ရွေးချယ်ခွင့်နဲ့ကိုယ့်ရဲ့ရွေးချယ်ခွင့်တစ်လက်စီအနိုင်ရတဲ့အရာ ဖြစ်တယ်လို့ဘဝဆိုတာမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းနှစ်ခုကြားကအရာတစ်ခုဖြစ်တယ်တကယ်တော့အစွန်းအထင်းမရှိတဲ့စိတ်နဲ့ရိုးရိုးလေးတွေးကြည့်ရင်လူသားအလုံးအတွက်ဘဝဆိုတာဒီလိုပဲမဟုတ်လား